ကဲအားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲကျွန်တော်ရဲ့ကိုမတွေမင်္ဂလာရှိသောကျွန်တော်တို့မနက်ခင်းလေးပါဗျာကဲမင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ကြပါစေဗျာနော်ကျွန်တော်ရဲ့အကိုမတွေဒီညနေတို့ဒီကနေ့ မနဲ့အတွက်ဗျာနော်အကူမတွေအားလုံးပဲမိသေးတဲ့မိတ်ဆွေများခဏန်းလိုချင်ပါတယ်ဆိုရင်ဝင်လာခဲ့ပြီနော်မိပါသေးတယ်ဆိုတဲ့အကူမများခဏန်းလိုချင်ပါတယ်ဆိုရင်ဝင်လာခဲ့ပြီဗျာနော်အားလုံးကိုကျွန်တော်ဒီကနေ့အကူဒီမတွေအားလုံးပဲအနီးကကလေးမှာထိုးရမယ့်ခဏန်းတကွာကောင်းလေးပြောပြပေးသွားမယ်ဝင်လာပြီဆိုတာနဲ့လက်မလေးတွေကိုတန်းစီပြီးတော့နှိပ်ထားပေးမယ်ဗျာနော်2 3နဲ့ပတ်သက်ပြီးတော့ share လို့ရတဲ့နိုင်ရလေးတွေမှာကျွန်တော်ရဲ့ ကျွန်တော်ရဲ့အကူအမတွေအားလုံးက share ထားပေးမယ်ဗျာနော် ထိုးချိန်အမိလေးကန်တန်းကိုရကြက်มาတယ်ဆိုရင်ဝင်လာခဲ့ပြီနော် ကဲအားလုံးပဲထိုးချင်အမိလေးနော်ကဏန်းလေးကိုကျွန်တော်ရဲ့အကူမတွေအားလုံးပဲပြောပေးတော့မယ်ဗျာနော်ထိုးချင်အမိလေးထိုးရအောင်လို့ကဏန်းလေးကိုပြောပြပေးသွားတော့မယ်အားလုံးပဲဝင်လာမယ်အကူမတွေနော်မျှဝေလို့ရတဲ့မိတ်ဆွေများအားလုံးပဲတူရီတူရီနဲ့ပတ်သက်ပြီးတော့မျှဝေလို့ရတဲ့နေရာလေးတွေမှာကျွန်တော်ရဲ့အကူမတွေအားလုံးကမျှဝေပေးထားပါဗျာနော်ကနန်လေးကိုအားလုံးပဲထိထိမိမိပိုင်ပိုင်နိုင်နိုင်ထိုးခြင်းပါတယ်ဆိုတဲ့အကူမတွေအားလုံးပဲ ဒီကနေ့မနက်ခင်းအတွက်ထိုးအားမဲ့ခဏန်းလေးကတော့ကျွန်တော်ရဲ့မိတ်ဆွေများနော်ဒီကနေ့မနက်ခင်းအတွက်ကျွန်တော်ရဲ့ဝမ်းချိန်လေးကိုအရင်ဆုံးစတင်ပြီးတော့အကူမတွေပြောပြပေးမယ်နော်မှီသေးတယ်ဆိုတဲ့အကူမများကောမန့်မှာမှီသေးတယ်လို့မှန်ထားပေးပါနော်ထိုးချိန်မှီပါသေးတယ်ဆိုတဲ့အကူမတွေအားလုံးပဲထိုးချိန်မှီပါသေးတယ်ဆိုရင်ကောမန့်မှာမှန်ထားပေးပါဗျနော်ထိုးချိန်မှီပါသေးတယ်ဆိုတဲ့အကူမတွေ အားလုံးပဲကောမဲမှာတယောက်မကြံနော်ထိုးချိန်မှီသေးတယ်လို့မှန်ပေးပါ အကူမတွေထိုးချိန်မှီပါသေးတယ်ဆိုတဲ့မိတ်ဆွေများအားလုံးပဲကောမဲမှာတယောက်မကြံထိုးချိန်မှီပါသေးတယ်လို့မှန်ပေးထားဒီမနက်ခင်းတွေကျွန်တော်ရဲ့ဝမ်းချိန်လေးကတော့အကူမတွေအားလုံးပဲကျွန်တော်တို့၃ခုဝမ်းချိန်ပါနော်ကျွန်တော်ရဲ့ဝမ်းကြီးလေးကတော့ဒီမနက်ခင်းတည်းကျွန်တော်ရဲ့ဝမ်းကြီးလေးကတော့3ခွန်ဝမ်းကြီးမှာအကူမတွေเนาะ ဒီမနက်ခင်းအတွက်ကျွန်တော်ရဲ့ဝမ်းကြိမ်လေးကတော့အကူမများသုံးခုဝမ်းကြိမ်ပါဗျနော်မိသေးတယ်မလားအကူမကြီးမိပါသေးရဲ့တဲ့ဟုတ်ကဲ့ပါနော်မိသေးတယ်ဆိုတဲ့အကူမများကောမဲမှာတယောက်တစ်ချက်မှန်ထားပေးပါမရှဲရသေးရင်အားလုံးပဲရှဲဖို့ကြံနေသေးတဲ့အကူမကြီးအားလုံးကရှဲထားပေးပါလက်မကိုမနှိမ့်ကသေးရင်ဖုံးရဲ့မှန်ကိုအားလုံးပဲလူဆောင်အောင်လို့တယောက်ကိုနှစ်ချက်စီလောက်ဇက်ဇက်ဇက်နဲ့တောက်ထားပေးပါလက်မမနှိမ့်ကသေးတဲ့အကူမတွေက ဖုံရဲ့မှန်လေးကိုအားလုံးပဲလက်ကလေးနဲ့နှစ်ချက်စီလောက်တောက်ပြီးတော့အကူမတွေဖုံရဲ့လက်မနှိပ်ပြီးသားဖြစ်အောင် အကူမတွေလှူထားပေးပါနော်ဒီကနေ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမနက်ခင်းအတွက်ကျွန်တော်ရဲ့ဝမ်းကြီးလေးကတော့အကူမတွေ၃ခုဝမ်းကြီးမှာအမုံပတ်ရမယ့်လုံးမိုင်ပတိကနဲတစ်လုံးကိုပါကျွန်တော်ပြောပြပေးသွားမယ်ဒီမနက်ခင်းမှာအကြိုက်ပတ်ပါအကူမတွေနော် ပတ်ပတ်ရဲတဲ့သူတွေအားလုံးပဲပတ်နိုင်တဲ့သူတွေအားလုံးပဲဟာလာလုံးမိုင်ပတ်သေးတလုံးကိုပါအခိုင်အမာကျွန်တော်ပြောပြပေးသွားမယ်ဟာလာအကူမတွေဝင်လာခဲ့ပြီးလက်မကိုမနှိမ့်ကသေးရင်ပေါက်ချက်နေဆိုရင်ဖုံးရဲ့မှန်ကိုလက်ကလေးနဲ့နှစ်ချက်စီသုံးချက်စီလောက်တောက်ပြီးတော့အကူမများနှိပ်ထားပြီးနော်လက်မမနှိမ့်ကသေးတဲ့အကူမတွေဖုံးရဲ့မှန်ကိုလက်ကလေးနဲ့နှစ်ချက်စီသုံးချက်စီလောက်တောက်ပြီးတော့အားလုံးပဲနှိပ်ထားပေးပါ ဒီကနေ့မနက်ခင်းအတွက်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်ရဲ့ဝမ်းကြီးက3ခုဝမ်းကြီးမှာလုံးမိုင်းနေကျွန်တော်ရဲ့အကူမတွေအားလုံးပဲခွန်မိုင်းပါဗျเนาะဒီမနက်ခင်းမှာခွန်မိုင်းခွန်ပတ်သီးပါအားလုံးပဲเนาะခွန်မိုင်းခွန်ပတ်သီးပါဗျကျွန်တော်ရဲ့အကူမတွေเนาะခွန်မိုင်းခွန်ပတ်သီးပါကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲလုံးမိုင်းနေခွန်မိုင်းပါဗျเนาะအကူမတွေ ကဲခွန်မိုင်လေးနဲ့ကျွန်တော်ရဲ့မိတ်ဆွေများဓာတ်ကွက်ကောင်းကနန်းလေးကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီမနက်ခင်းမှာ3နဲ့ပတ်သက်ပြီးတော့ထိုးရမယ့်ကနန်းဒီကျွန်တော်ရဲ့အကူမတွေ35ရေ30ရေ39ရေပါအကူမတွေအော် sorry 30ရေ35ရေအကူမများ အားလုံးပဲ3ဘူးရေပါဗျနော်အကူမတွေ30ရေ35ရေအားလုံးပဲ3ဘူးရေပါဗျနော် comment မှာအားလုံးပဲမန်ထားပေးပါ3နဲ့ပတ်သက်ပြီးတော့ထိုးရမယ့်ကဏ္ဍမှာ30 35 3ဘူးပါ အကူမတွေ3နဲ့ပတ်သက်ပြီးတော့ထိုးရမယ့်ကဏ္ဍဖြစ်ပါတယ်30 35 3ဘူးပါဗျနော်အားလုံးပဲထိုးချိန်မှီသေးတဲ့အကူမတွေထိုးချိန်အမီလေးအမြန်ဆုံးပြေးထိုးထားမယ်နော်အားလုံးပဲ30 35 3ဟာလား ခွန်နဲ့ပတ်သက်ပြီးတော့ခွန်မိုင်ခွန်ပတ်သီးပါဒေမနခင်းတို့ခွန်မိုင်ခွန်ပတ်သီးနဲ့ပတ်သက်ပြီးတော့ထိုးရမယ့်ခဏန်းကိုပြောပေးမယ်နော်ခွန်မိုင်ခွန်ပတ်သီးနဲ့အကူမတွေထိုးရမယ့်ခဏန်းတွေအကူမများအားလုံးပဲခွန်ဘူးရဲ့ခွန်ဘူးရဲ့ကျွန်တော်ရဲ့အကူမတွေခွန်ငားရဲ့ခွန်ကိုးရဲ့ပါဗျနော်ခွန်ဘူးခွန်ငားခွန်ကိုးပါအကူမတွေခွန်ဘူးခွန်ငားခွန်ကိုးပါ ခွန်နဲ့ပတ်သက်ပြီးတော့အကူမတွေအားလုံးပဲဒဲပဲထိုးအောင်ကနေဒဲမိန်တစ်ခွက်ကိုအားလုံးပဲပြောပေးမယ်နော်လမ်းမကိုလူဆောင်အောင်နှိုက်တာအခုကြည်နေတဲ့သူတွေအကုန်လုံးလူဆောင်အောင်လို့လမ်းမကိုမနှိုက်ကြသေးဘူးလမ်းမမနှိုက်ကြသေးတဲ့သူတွေအားလုံးပဲလူဆောင်အောင်လို့လမ်းမလေးကိုဖုံးရမှန်ကိုအားလုံးပဲနှစ်ချက်စီသုံးချက်စီလောက်လူဆောင်အောင်တောက်ပေးပါကျွန်တော်ပြောတာအားလုံးပဲမကြားရဘူးလားဗျအကူမတွေဒဲမိန်တစ်ခွက်ကောင်းကိုပြောပေးမယ် ခွန်ပတ်သီးနဲ့ဒယ်မိန်တကွက်ကောင်းပြောပေးမယ်အကိုမတွေခွန်ပတ်သီးနဲ့ဒယ်မိန်တကွက်ကောင်းပြောပေးမယ်အားလုံးပဲကောမဲမှာအားလုံးကမှန်ထားပြီး၃နဲ့ပတ်သက်ပြီးတော့ထိုးရမယ့်ကဏ္ဍဒီ33က၃ဘူးပါအကိုမတွေခွန်နဲ့ပတ်သက်ပြီးတော့ထိုးရမယ့်ကဏ္ဍဒီခွန်ဘူးနော်ခွန်ကခွန်ကိုပါအကိုမတွေခွန်ဘူးခွန်ကခွန်ကိုပါ ခွန်နဲ့ပတ်သက်ပြီးတော့ဒဲမိန်တကွက်သေးသောကနန်းစီအကူမတွေခွန်ဘူးဖြစ်ပါတယ်ဗျနော်ခွန်ဘူးတကွက်ကောင်းမှာဒီမနက်ခင်းမှာအလုံးမဲခွန်ဘူးတကွက်ကောင်းမှာဗျခွန်မိုင်ခွန်ပတ်တီးနဲ့အကူမများခွန်ဘူးတကွက်ကောင်းဖြစ်ပါတယ်နော်အလုံးမဲဒီမနက်ခင်းမှာအကူမတွေကန်ကောင်းကြပါစီဗျနော်ခွန်ဘူးဒီအကြိုက်ဆုံးမိန်တကွက်ကောင်းခွန်ငါခွန်ကိုခွန်ဘူးကနန်း၃ကွက်ထဲမှာမှာဒဲမိန်တကွက်ဒီခွန်ဘူးပါဗျနော် ခွန်ဘူးတွေအကောင်းဆုံး main ကွက်ဖြစ်ပါတယ်အကူမတွေเนาะကျွန်တော်ရဲ့ channel ကို subscribe မလုပ်ကြသေးသူများကျွန်တော်ရဲ့ channel လေးကိုဒီနားမှာကျွန်တော်အခုလိုပိုလေးလှုပ်ပြနေတဲ့ဒီနားလေးမှာ subscribe ဆိုတဲ့စာတန်းလေးရှိပါတယ်ဗျအဲ့ဒီ subscribe ဆိုတဲ့စာတန်းလေးကိုအားလုံးပဲပြောက်အောင်နှိပ်ထားရင်ကျွန်တော်ရဲ့ channel လေးကနေကနန်းအမြဲတမ်းတင်ပေးတိုင်းပေါ့เนาะအကူမတွေကနန်းကိုရပါတယ်ဗျเนาะ ဒီမနက်ခင်းတော့ဒဲမိန်တကွက်ကောင်းဒီခွန်ဘူးနဲ့အားလုံးပဲပေါက်ကြပါစေဗျာနော်အကူမာများကဲ၁၂နာရီတမီးနေ့ရဲ့ကျွန်တော်တို့ဗုဒ္ဓင်ဗုဒ္ဓထဲကနန်းလေးကိုဒီကနေအတူတူကြည့်ကြမယ်ဗျာနော်အားလုံးပဲ ကဲအားလုံးပဲကျွန်တော်တို့၁၂နာရီထိုးဖို့အချိန်လေးကတော့ကျွန်တော်ရဲ့အကူမများအားလုံးပဲတိတ်ပြီးတော့မလိုတော့ပါဘူးဗျ။နော်ဆန္ဒနာရီတို့ကိုကျွန်တော်တို့မိနစ်ပိုင်းလေးသာလိုပါတော့တယ်ဗျာနော်ကျွန်တော်ရဲ့အကူမတွေကဲဆန္ဒနာရီကနန်းလေးကိုတည်ရဖို့ကတော့ကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်တို့မိနစ်ပိုင်းလေးသာလိုပါတော့တယ်ဗျာနော်အားလုံးပဲကဲဘာကနန်းလေးတွေအကူမတွေထိုးထားကြလဲဗျာနော်ဒီမိနစ်ခင်းမှာကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်တို့ ဒီကနေ့မနက်ခင်းမှာအားလုံးကိုပေါ့ဖို့အတွက်အကောင်းဆုံးကနေလေးနဲ့အားလုံးကိုကူညီပေးထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့အကူအမတွေအားလုံးပဲဟလာပေါ့ချင်ပါတယ်ဆိုတဲ့မိတ်ဆွေများเนาะအမြဲတမ်းတူဒီနဲ့ပတ်သက်ပြီးတော့ပွဲတိုင်းကို အရှုံးမရှိအောင်လို့ကူညီပေးနေတာဖြစ်ပါတယ်ဗျเนาะပွဲတိုင်းကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်ဘက်ကနေပြီးတော့เนาะအရှုံးမရှိအောင်ကျွန်တော်ရဲ့အကူအမတွေကို ွဲတိုင်းပေါကန်တန်းလေးတွေရအောင်လို့ကျွန်တော်အမြဲတမ်းပူညီပေးနေတာပါဗျเนาะကျွန်တော်ရဲ့ channel မှာဝင်ရောက်အားပေးကြတဲ့အကူအမတွေအကုန်လုံးကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ကသေးရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဗျ ကဲအားလုံးပဲကျွန်တော်တို့7နာရီနဲ့53မိနစ်เนาะ10စက္ကန့်မှာတော့ကျွန်တော်ရဲ့အကူအမတွေ60နှစ်ပါဗျเนาะကဲ7နာရီနဲ့53မိနစ်နဲ့73စက္ကန့်မှာတော့အကူအမတွေ90ဆိုတဲ့ကဏ္ဍနဲ့အကူအမတွေအားလုံးပဲသွားနေတာတွေ့ရပါတယ်ဗျเนาะအားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေများဒီမနက်ခင်းမှာပါကဏ္ဍလေးတွေထိုးထားကြလဲဗျအကူအမတွေထိုးတဲ့ကဏ္ဍလေးတွေကိုအားလုံးပဲ ိုထိုးတဲ့ကနန်းလေးတွေကိုကျွန်တော်ရဲ့အကူမတွေအားလုံးပဲကောမန့်မှာမန်ပေးနိုင်ပါတယ်ဗျเนาะအကူမတွေကဲကျွန်တော်တို့7နာရီနဲ့ကျွန်တော်တို့54မိနစ်ထဲကိုအကူမတွေအားလုံးပဲရောက်ရှိလာခဲ့ပြီဗျာเนาะအကူမများကျွန်တော်တို့မိနစ်ပိုင်းလေးပါလိုပါတော့တယ်ကျွန်တော်တို့ဘာကနန်းလေးထွက်မလဲဆိုတာကတော့အားလုံးပဲတည်ရပါတော့မယ်ဗျနော်လမလေးတွေကိုမနှိုက်ကသေးသူများအားလုံးပဲလမလေးတွေကိုနှိုက်ထားပေးပါနော် ပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာအကူမတွေအားလုံးပဲအမျက်ကြံအောင်လို့ကူညီပေးနေတာပါဗျเนาะအကူမတွေကျွန်တော်ရဲ့ channel မှာအမြဲတမ်းပွဲတိုင်းအားပေးကြတဲ့သူတွေပေါ့เนาะကျွန်တော်ရဲ့ like ကိုအမြဲတမ်းကြည့်ကြတဲ့မိတ်ဆွေတွေအားလုံးပဲအပတ်တိုင်းမှာအကူမများအားလုံးပဲအမျက်ကြံကြံခဲ့ပါတယ်เนาะဒါပေမဲ့ကျွန်တော်ဒီပွဲမှာကတော့ကျွန်တော်တို့မနေ့ကတုန်းကတော့ကျွန်တော်တို့ live မလွင်လိုက်ရအောင်เนาะအကူမတွေဒီတစ်ပတ်မှာကျွန်တော် live ပုံမှန်ဒီ channel လေးကမလွင်ပေးနိုင်တာ အားလုံးပဲနားလဲပေးပါဗျနော်အားလုံးပဲအကူမတွေနားလဲပေးပါဗျနော်တူးချင်းတရားချင်းစီတိုင်းကဲအသေးလက်မလေးတွေကိုမနှိုက်ကသေးရင် အသေးလက်မလေးတွေကိုနှိုက်ထားပေးပါတူးတွေတူးတွေနဲ့ပတ်သက်ပြီးတော့နော်မျှဝေလို့ရတဲ့မိတ်ဆွေများကအားလုံးပဲမျှဝေပေးပါကျွန်တော်တို့ဗုဒ္ဓင်ဗုဒ္ဓမဲ့ကနန်းကိုအတူတူရင်ခုန်စွာနဲ့ကြည်လို့ရအောင်လို့ကျွန်တော်ရဲ့အကူမတွေအားလုံးပဲကျွန်တော်က ဒါအမြဲတမ်းကျွန်တော်ဒီ channel လေးကနေ live လွှင့်ပေးသွားမှာဖြစ်ပါတယ်เนาะဒီ channel လေးကနေကျွန်တော်ရဲ့အကူမတွေအားလုံးကိုကျွန်တော်တူးတွေထွက်ဆင်တိုင်းမှာကျွန်တော် live show ပုံမှန်လွှင့်ပေးသွားပါမယ်ဗျเนาะကျွန်တော်ရဲ့ဒီ channel လေးကနေ live show အမြဲတမ်းလွှင့်ပေးတာလေးနေเนาะတူးတွေကိုအမြဲတမ်းအကူမတွေအားလုံးပဲကျွန်တော်ပေးတဲ့ကဏ္ဍလေးကိုရချင်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ channel လေးကို subscribe လုပ်ထားပေးပါလို့အားလုံးကိုကျွန်တော်ပြောချင်ပါတယ်ဗျเนาะဒီမနက်ခင်းတွေကျွန်တော်ရဲ့ အကူမတွေကျွန်တော်ရဲ့ကန်တန်းလေးကိုလည်းကျွန်တော်အကောင်းဆုံးဖြစ်အောင်လို့ကျွန်တော်ရွေးချယ်ပြီးတော့အကူမတွေတင်ပေးထားတာဖြစ်ပါတယ်ဗျ။เนาะအဲ့ဒါဒီမနက်ခင်းတော့ကျွန်တော်ရဲ့အကူမတွေကန်တန်းလေးကန်တန်းလေးကိုဟာလာအထူးထူးသိရဖို့ကတော့ကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်တို့မင်းနဲ့ပိုင်းလေးသာလိုပါတော့တယ်စတနာကြီးနဲ့ကျွန်တော်တို့96မိနစ်ထဲကိုအကူမတွေအားလုံးပဲရောက်ရှိလာခဲ့ပါပြီ။နော်စတနာကြီးနဲ့ကျွန်တော်တို့ 56မိနစ်တည်းကိုကျွန်တော်ရဲ့အကူမတွေအားလုံးပဲရောက်ရှိလာခဲ့ပါပြီဗျကဲလမ်းမလေးတွေကိုနှိပ်ထားပေးမယ်ဗျာနော်လမ်းမလေးတွေကိုအားလုံးကတန်းစီပြီးတော့နှိပ်ထားပေးမယ်ရှယ်လို့ရတဲ့အကူမတွေကအားလုံးပဲရှယ်ထားပေးမယ်ဗျကဲ7နှစ်အရင်းနဲ့ကျွန်တော်တို့58မိနစ်ထဲမှာအကူမတွေရောက်ရှိလာခဲ့ပါပြီ เนาะအခုကြည့်ရှုနေတဲ့လူဦးရေတယောက်ချင်းဒီတိုင်းအားလုံးပဲမင်္ဂလာရှိသောကျွန်တော်တို့မနက်ခင်းလေးပါဗျเนาะမင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါသေးဗျအကူမတွေကဲစနေနေ့တမီးနေ့ရဲ့ဗုဒ္ဓင်ဗုဒ္ဓမဲ့ကနန်းလေးကို အားလုံးပဲကျွန်တော်ရဲ့အကူမတွေမြင်ရတွေ့အောင်လို့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကဝိုင်းဝန်းပြီးတော့မျှဝေပေးမယ်เนาะအကူမတွေအားလုံးပဲဝိုင်းဝန်းပြီးတော့မျှဝေပေးမယ်ဗျ ကဲ7နာရီနဲ့ကျွန်တော်တို့58မိနစ်ထဲကိုတော့အကူမတွေရောက်ရှိလာခဲ့ပါပြီเนาะကဲ7နာရီနဲ့ကျွန်တော်တို့58မိနစ်မှာတော့63နဲ့เนาะအကူမတွေအလုံးပဲဆက်လက်ရည်တည်နေပါတယ်ဗျเนาะကဲအလုံးပဲ7နာရီတိတိအချိန်ကိုရောက်ရှိဖို့အတွက်ကျွန်တော်တို့အချိန်လေးကတော့ 3မိနစ်သာလိုပါတော့တယ်ဗျနော်ကဲအချိန်လေး3မိနစ်မှာကျွန်တော်ရဲ့အကူမတွေအားလုံးပဲကဏ္ဍလေးကိုနော်ကိုယ့်ရဲ့ကဏ္ဍလေးဖြစ်ဖို့အတွက် အကူမတွေပါကဏ္ဍလေးထွက်မလဲဆိုတာကတော့အလားရင်ခုန်စိတ်လုံးရှားရမယ့်အချိန်လေးကိုတော့ရောက်ရှိလာခဲ့ပါပြီဗျာနော်ရောက်ရှိလာခဲ့ပါပြီဗျာအကူမတွေ ကဲအားလုံးပဲ7နာရီနဲ့ကျွန်တော်တို့96မိနစ်နော်အကူမတွေကဲ7နာရီနဲ့ကျွန်တော်တို့96မိနစ်25စက္ကန့်မှာ3ညာ4ပါဗျနော်အကူမတွေကဲလမလေးတွေကိုမနှိုက်ကသေးတဲ့သူတွေဖုံးရမန်ကိုအားလုံးပဲလူဆောင်အောင်တောက်ထားပေးမယ်နော် ျွန်တော်တို့7နှစ်နာရီတိတိအချိန်တည်းကိုတော့အကူမတွေရောက်ရှိလာခဲ့ပါပြီဟလာ7နှစ်နာရီတိတိအချိန်တည်းကိုတော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်တို့ရောက်ရှိလာခဲ့ပါပြီဗျနော်49စက္ကန့်မှာတော့58နဲ့အကူမတွေရက်တီနေပါတယ်ဗျနော်ကဲအားလုံးပဲဘာကန်န်းလေးဖြစ်မလဲဆိုတော့ကျွန်တော်တို့စက္ကန့်ပိုင်းလေးသာစောင့်ရပါတော့မယ်ဗျနော်အကူမတွေ ဘာကနန်းလေးထွက်မလဲဆိုတော့ကျွန်တော်တို့စက္ကန့်ပိုင်းလေးသာလိုပါတော့တယ်ဗျကဲအကူမမြောင်းအားလုံးပဲကျွန်တော်တို့7 16စက္ကန့်မှာတော့69နဲ့အကူမတွေအားလုံးပဲကျွန်တော်တို့သွားနေပါတယ်ဗျနော်69နဲ့အကူမတွေအားလုံးပဲညိနေပါတယ်ဗျကဲ 30စက္ကန့်မှာတော့ကျွန်တော်ရဲ့မိတ်ဆွေများ6ထိပ်စီ3ညနောက်ပိုင်းနဲ့60ဆိုတဲ့ကဏ္ဍလေးကအကူမတွေတောင်းနေပါတယ်ဗျ။เนาะ။ကြည့်အားလုံးပဲ60နဲ့အကူမတွေအားလုံးပဲကျွန်တော်တို့တောင်းနေပါတယ်ဗျ။เนาะ48စက္ကန့်60နဲ့ပြီးမလား58စက္ကန့်เนาะ60နဲ့ပါ အကူမတွေ 60တင်းနဲ့ပြီးသွားပါတယ်ဗျာနော်ကျွန်တော်တို့60တင်းနဲ့ပြီးသွားပါတယ်ဗျနော်အားလုံးပဲ60တင်းနဲ့ပြီးသွားပါတယ်အကူမတွေနော်60တင်းနဲ့ပြီးသွားပါတယ်ဗျကျွန်တော်တို့ဆန္ဒနာကြီးတမီးနေရဲ့ကနန်းလေးကတော့60တင်းနဲ့အကူမတွေဗုဒ္ဓင်ဗုဒ္ဓဲ့သွားခဲ့ပါတယ်ဗျအားလုံးပဲ60တင်းဆိုရင်အကူမတွေဘယ်သူတွေပေါက်ကြလဲဗျာနော်60တင်းဆိုရင်တော့အကူမတွေဘယ်သူတွေပေါက်ကြလဲဗျာ ဒီမနက်ခင်းမှာကျွန်တော်တို့နေတိုက်ကဏန်းလေးကတော့လွဲချော်မှုဖြစ်သွားခဲ့တယ်ဗျာနော်အကူမတွေညနေမှာတော့ကျွန်တော်ရဲ့အကူမတွေအားလုံးပဲအကောင်းဆုံးဖြစ်အောင်လို့ကဏန်းလေးကိုအကောင်းဆုံးနဲ့ရွေးချယ်ပြီးတော့ကျွန်တော်အကူမတွေကိုညနေ3:00နာရီထိုးရင်ဒီ channel လေးကနေ live လွှင့်ပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကို subscribe မလုပ်ကသေးသူများကျွန်တော်ရဲ့ဒီ channel လေးကို subscribe လုပ်ထားပေးကြပါဗျနော်60တက်ဆိုရင်အားလုံးပဲအကူမတွေဘယ်သူတွေပေါက်ကြလဲဗျ နော်60တက်ဆိုရင် အကူမတွေဘသူတွေပေါက်ကြလဲဗျာနော်ပေါက်ကြီးလေးတွေအားလုံးပဲမန်ပေးလို့ရပါတယ်ဗျနော်60တင်းနဲ့တော့ကျွန်တော်တို့72နာရီတမီနစ်မှာဗုတ်တင်ဗုတ်ထည့်သွားခဲ့ပါတယ်ဗျနော်အားလုံးပဲကိုကိုယ်မှာထွက်ထားတယ်296တက်ကအကူမတွေအင်တာနက်ကနန်းကပြန်ပြီးတော့60တက်ဆိုပြီးတော့ဒဲပြန်ထွက်သွားပါတယ်ဗျနော်ကိုကိုယ်မှာထွက်ထားတဲ့အင်တာနက် အင်တာနက်ကနန်းကအကူမတွေ61လို့ထွက်ထားတာကို7နာရီတမီနစ်မှာ61လို့တဲပြန်ထွက်သွားပါတယ်ဗျ။ကဲအားလုံးပဲကောင်းသောနေ့လေးဖြစ်ကြပါစေဗျာ။